ကပ္ပဉ္စံအကန်ကြီးလီအငယ်တက်မှခုနှစ်ထို့နောက်လူအာရန်ဒီမယားဧဝနှင့်ဆက်ဆံသဖြင့်ဧဝသည်ပဒိတ်တရေဆွဲယူ၍ကာဣနကို ဖွားမြင်လင်သာဝရဖျား၏လူကိုငါရပြီဟုဆိုလေ၏တပံသူညီအာဘေလကိုဖွားမြင်လေ၏အာဘေလကသိုးထင်းဖြစ်၏ ကာနကလေလုတ်တောသူဖြစ်၏အချိန်ဆသောအခါကာနသည်သာဝရဖျားထံပူဇော်တကံမှုမြေအတီးကိုဆောင်ခဲ့၏အာဘေလသည်လည်းမိမိတိုးစုတွင်အူဖွာသောတာအချို့နှင့်တိုးစီဥကိုဆောင်ခဲ့၏သာဝရဖျားသည်အာဘေလနှင့်သူ၏ပူဇော်တကကို ပမာဏပြုတော်မူ၏ကာနနှင့်သူ၏ပူဇော်တကကို ပမာဏပြုလော်မမူထိုကြောင့်ကာဤနာသည်အလွန်စိတ်ဆိုး၍မျက်နာပြက်လေ၏ထာဝရဘုရားကလည်းတင်းသည် အပေเจ้าစိတ်ဆိုးသည်။အပေเจ้าမျက်နာပြက်သည်။တင်းသည်ကောင်းမွန်စွာပြုလျင် အခွင့်မရလော ကောင်းမွန်စွာမပြုလျင် အပြစ်ဖြေသောရစ်ကောင်သည်တကားနာမှဝတ်လျက်ရှိ၏သူသည်တင်းအလိုသို့လိုက်၍တင်းသည် သူ့ကိုအုပ်ဆိုးရမည်ဟု ကာဤနာကိုမိန်တော်မူ၏အငယ်ရှစ်မှဆန်ငါကာဤနာကလည်းလေတို့တွားကြကုန်အံ့ဟုညီအာဘေလကိုခေါ်၍လေတို့ရောက်သောအခါညီအာဘေလကိုရံပက်ပြု၍တတ်လေ၏ထာဝရဘုရားကလည်းတင့်ညီအာဘေလသည်အဘယ်မှရှိသည်ဟုကာဤနာကို မေးတော်မူလျှင် အကျွန်ုပ်မသိပါ အကျွန်ုပ်တီညီကိုစောင့်ရသောသူဖြစ်ပါသလိုဟု ရှောက်ဆို၏ဘုရားသခင်ကလည်းတင်းဒီအပေတို့ပြုတ်ပြီးသည်တင်းညီအသွေး၏အတန်ဒီမြေတဲကငါ့ကိုအော်ဟစ်လျက်ရှိသည်တကားဒို့ဖြစ်၍တင်းညီ၏အသွေးကိုခံယူခြင်းကမိမိပါဇက်ကိုဖွင့်သောမြေကြီး၏ကျိန်ချင်းကိုတင်းဒီခံရသောကြောင့်ယခုမှစ၍မြေ၌လှုပ်သောအခါပဂတိအတိုင်းအတိနှံကိုမရရမြေကြီးပေါ်မှာပြေးရသောသူ အယယလေရသောသူ ဖြစ်ရလိမ့်မည်ဟုမိန်တော်မူ၏။ဂိုင်းနာကလည်းအကျွန်ုပ်အပြစ်တည်မဖြေနိုင်အောင်ကြီးပါသလို့အကျွန်ုပ်ကိုမြည်ချီးပြင်မှယနေ့နှင်ထုတ်တော်မူပြီးမျက်နာတော်ကိုလည်းမမြင်ရမြည်ချီးပေါ်မှပြည့်ရသောသူအယယလေရသောသူ ဖြစ်ပါမည်။တွေ့သည်မသောသူတို့သည် အကျွန်ုပ်ကိုတပ်ပါလိမ့်မည်ဟုသာရဖျားကိုလျှောက်ဆို၏။သာရဖျားကလည်းတို့ဖြစ်၍ ဂိုင်းနကိုတတ်ောသူမိဒီကခொနဆသောအပြစ်ဒဏ်ကိုခံရလိမ့်မည်ဟု မိန်တော်မူပြီးလင်ဂိုင်းနကို တွေ့သောသူသုံတယောက်မျှမတ်စေခြင်းကသာရဖျားသည်သူ၌အမှတ်ပေးတော်မူ၏အငယ်၁၆မှ26ဂိုင်းနသည်သာရဖျားထံတော်မှထွက်သွား၍အေဒီပြည်အရှိနောဒပြည်တွင် နေလေ၏ ထိုအခါကာအီနာသည်မိမိမယားနှင့်ဆက်ဆံသဖြင့်သူသည်ပရိဒရိဆွဲယူ၍သားအီနောက်ကို ဖွားမြင်လေ၏ကာအီနာသည်လည်းမြို့ကိုတီ၍မိမိသား၏အမိအလိုက်ထိုမြို့ကိုအီနောက်မြို့ဟု သမုတ်လေ၏အီနောက်သားကဣရတ်ဣရတ်သားကမဟုယေလမဟုယေလသားကမတုရှလမတုရှလသားကလာမေတီ လာမေတီအာဒန်နှင့်ဇီလအမိရှိသော မိမနှစ်ယောက်နှင့်အိမ်တောင်ဖက်ပြု၍အာဒသည်သားယာဘလကိုဖွားမြင်လေ၏ထိုသားကတဲ၌နေသောသူတိုးနွားစသည်တို့ကို မွေးသောသူတို့၏အဖတ်ဆရာဖြစ်လေတည်းယူဘလအမိရှိသောညီမူကားစောင်းမျိုးနှဲခရမျိုးတို့ကိုတိမှုတ်တတ်သောသူ အပေါင်းတို့၏အဖတ်ဆရာဖြစ်လေတည်း ဇီလသည်လဲတာတုပလကာယနာကို ဖွားမြင်လေ၏သူသည်ပဒင်းသမာပပေသမာအပေါင်းတို့၏ဆရာဖြစ်လေ၏တုပလကာယနာ၏နမက နေမအမိရှိ၏လာမက်ကလည်းအာဒန့်င့်ဇီလငါပြောတံကိုမှတ်ကြလော့လာမက်မယားတို့ငါစကားကိုနားထောင်ကြလော့ငါကိုထိခိုက်သောလူတယောက်ဒီဟုသော ငါကိုညှင်းဆဲသော လူပြိုတယောက်ကိုငါတတ်ခဲ့ပြီဂိုင်းနာဒီခொနဆာသောတရားကိုရလင်အကယ်၍လာမက်တီအဆခொနဆဲခொနဆာသောတရားကိုရလိမ့်မည်ဟုမိမိမယားတို့ကိုပြောဆို၏အာဒံဒီလည်းမိမိမယားနှင့်တဖန်ဆက်ဆံပြန်လင်မယားဒီသားကို ဖွားမြည်၍ရှေတဟူသောအမိဖြင့်မဲ့လေ၏အကြောင်းမူကားဂိုင်းနာကိုတတ်သော အာဘီလကုစားတပါတော်အနွယ်ကိုအကျွန်ုပ်အဖို့ဖျားသခင်ခံထားတော်မူပြီဟု ဆိုသည်ရှေသသည်လည်းသားကိုရ၍အေနုဟုသောအမည်ဖြင့်မှဲ့လေ၏ထိုကာလ၌သာရဖျား၏နာမတော်ကို အမည်ပြု၍ကိုးခွေစပြုကြလေ၏